နိုင်ငံသားမဟုတ်တဲ့သူတို့ကိုနိုင်ငံသားကထုတ်ပေးမှုအပေါ်အရေးယူပေးဖို့ရခိုင်မျိုးသားပါတီကဦးဆောင်ပြီးစစ်တွေမြို့မှာဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။မနာခါညိုတရင်ပစ်ဖို့ထားပါရရှင်။ဘုဒ္ဓမြို့နယ်ကနိုင်ငံသားမိဖနှုတ်ကမွေးဖွားလာသူမဟုတ်တဲ့ဗကလီမျိုးသမီးတို့ကို2016ခုနှစ်ဖေဖော်ဝါရီ3ရက်နေ့ကစစ်တွေမြို့ဆောင်ဖားတတနိုင်သူများ4159ကိုထုတ်ပေးခဲ့တာပါ။ အခုလိုထုတ်ပြတာနဲ့ပတ်သက်ပြီး2006ခုစန္ဒဘာလ3ရက်နေ့ကလာဝကဦးစီးအရာရှိကို1980နှစ်ဥပဒေကိုချိုးဖောက်ခဲ့တဲ့အတွက်အမှုဖွင့်တင်ကြားခဲ့ပေမဲ့အရေးမယူခဲ့တာကြောင့်ဖေဖော်ဝါရီ12ရက်နေ့ကအခုလိုစန္ဒထုတ်ပြခဲ့တာပါ1980ခုနှစ်မြန်မာနိုင်ငံသားဥပဒေကိုချိုးဖောက်နေတဲ့ရခိုင်ပြည်နယ်လာဝကဦးစီးမှုဦးဝင်းလွင်ပေါ်ပေါ်မှာကျွန်တော်တရားစစ်တဲ့ကိစ္စနဲ့ပတ်သက်လို့ရုံတန်စစ်ဆေးပြီးမှဦးဝင်းလွင်ရဲ့ကျွလွန်တဲ့ပြည်မှုပေါ်မှာအရေးယူပြပြကိုနံပါတ်1ဦးစားပေးတဲ့ဆန္ဒထုတ်ပေါ်ရတာဖြစ်ကြတယ် ဥပဒေနဲ့မညီတဲ့နိုင်ငံသားမဟုတ်သူတူကိုနိုင်ငံသားကက်ထုတ်ပေးခဲ့တဲ့အပေါ်တရားစွပ်စွလို့မရလို့လူထုဆန္ဒကိုရယူပြီးခြိုင်မျိုးသောပါတီ ANP ကဥဆောင်ဆန္ဒထုတ်ပေးခဲ့တယ်လို့ပြောပါရယ်ခိုင်ပြည်သူတရားလုံးကိုဥပဒေကိုဆိုးဖောက်တဲ့ဥဝင်လူကိုကျမတို့ကဘယ်လိုပြောမလဲဥပဒေရဲ့အထက်မှာဘသူမှမချီးစရာဘူးဆိုတဲ့အဲအဲ့လိုပြောနေတဲ့ဒီအစိုးရဟောနော်ဒီအစိုးရကဥပဒေရဲ့အထက်မှာဘသူမှမချီးစရာဘူးဆိုပြီးတော့ ဒီနိုင်ငံသားမိဖနှစ်ပါးကမွေးဖွားတဲ့သူမဟုတ်တဲ့ညနေကတည်းကကိုနိုင်ငံသားပြည်ရောက်ွဲထုတ်ပေးလိုက်တဲ့အပေါ်မှာဒီရခိုင်ပြည်သူတရေလုံးအနေနဲ့ကျမတို့ကမကျေနပ်လို့ဒီဖွဲ့ကိုမတော်ဝင်ရောက်ပါဝင်ရတာဖြစ်ပါတယ်စစ်တမျိုးဝင်ကွာကွင်းမှာစုဝေးပြီး1980နှစ်မြန်မာနိုင်ငံသားဥပဒေကိုချုပ်ပေါ်တဲ့လာဝကဥစည်းမှုကိုတရားရုံးတင်စစ်ဆေးပေးရေးနိုင်ငံတော်အချုပ်အခြာအနာကိုချုပ်ပေါ်တဲ့ပြည်နယ်လာဝကဥစည်းမှုကိုအရေးယူအပြစ်ပေးရေးစတဲ့ချွေးကြိုတဲ့နေ့ B9 ပိုစတာတွေဆိုင်းဘုတ်တွေကိန်းဆောင်ပြီးလမ်းလျှောက်ကြည့်တဲ့ဆန္ဒပြခဲ့ကြပါတယ်ကျွန်တော်ဝါနာခွန်ညီပါ vamos